ရေဆူစီနဲ့ပွဲမှာပြန်လည်ပါဝင်လာတော့မယ်လမရမယ်။ဘာစီလိုနာတင်းရဲ့အားထားရတဲ့လူငယ်ချက်ပွင့်ကစားမလေးလမရမယ်ကဒဏ်ရာကြောင့်နားယူခဲ့ရတဲ့အချိန်ကြီးပြီးမှဂွင်းတွင်းကိုပြန်လည်ဝင်ရောက်လာတော့မှလည်းဖြစ်ပါတယ်။ဘာစီလိုနာတင်းရဲ့ပရိသတ်တွေအတွက်ကြီးမားတဲ့သတင်းကောင်းတစ်ခုဖြစ်ပြီးလမရဒီဒီဘက်မှာရှင်းပြန်ကစားရမယ့်ရေဆူစီတက်တင်းနဲ့လာဒီကပွဲစဉ်မှာသူကပြန်လည်ပါဝင်ကစားနိုင်တော့မယ်လို့ကစားမကိုရိုင်းကအတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ဒါမဲ့ကဒိယာမယခင်ကလေးကဘာစီလိုနာတင်းအတွက်မရှိမဖြစ်ရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်ခဲ့သူဖြစ်ပါတယ်။အသက်16နှစ်ရွယ်သားရှိတဲ့လူငယ်ကစားသမားတူအနေနဲ့ စနေမလာနိုင်ငံကပွဲနာရဲ့မတန်ခင်မှာကစားခဲ့တဲ့လာလီကာပွဲစဉ်၃ပွဲမှာတင်တူဝါနဂိုးသွင်းယူပြီးနဂိုးဖန်နီးပေးနိုင်ခဲ့ပါတယ်။ဒီလိုမျိုးထုတ်ပေါ်အကောင်ပြီးဂိုးရလက်တီကိုဖန်နီးပေးနိုင်ခဲ့တဲ့လူငယ်ကစားသမားတူဦးကိုဆုံးရှုံးရတာကဘာစီလိုနာအသင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီးနောက်ဆုံးပွဲစဉ်၄ပွဲအထိလွဲချော်ထားခဲ့ရတာကြောင့်သူ့ရဲ့ပြန်လာမှုကအသင်းရဲ့တိုက်စစ်တွေလိုအပ်နေတဲ့အသက်သွေးတစ်ကြောတစ်ခုလည်းဖြစ်ပါတယ်။ဂျမဲရဲ့ဒဏ်ရာပြဿနာကကလပ်တင်းနဲ့နိုင်ငံလက်ပြည်စင်တင်းတို့ကြကငင်းပွားဝဲရပြဿနာကိုပါပေါ်ထုတ်ပြသလိုက်တာလည်းဖြစ်ပါတယ်။ဂျမဲကအင်္ဂလိပ်ကပေါင်ကြံတရားနိုင်ငံရှိနေပါလျက်နဲ့စပိန်လက်ရုပ်စင်တင်းတို့ကစားခဲ့ရတာကြောင့်ဒဏ်ရာကပိုပြီးဆိုးဝါးသွားခဲ့တာလည်းဖြစ်ပါတယ်။ ီချက်ကိုဘာစီလိုနာတင်းရည်ပြဟန်စီပလစ်ကလုံးဝလက်ခံနိုင်ခြင်းမရှိပဲစပိန်ဘောလုံးဖွဲ့ချုပ်ပေါ်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ဟန်စီပလစ်ကစပိန်ဘောလုံးဖွဲ့ချုပ်အနေနဲ့လူငယ်ကစားသမားတွေကိုဂရုစိုက်ခြင်းမရှိဘူးလို့ပုံပုံလင်းလင်းပြစ်တင်ဝေဖန်ခဲ့ပြီးနမယမေလိုရာဇူနီရဲ့ရည်ချင်းရှိသူကိုမာယွန်းစွာစီမံခန့်ခွဲရတဲ့အတွက်သူရဲ့မကျေနပ်မှုကိုတီလင်းပြသခဲ့တာလည်းဖြစ်ပါတယ်။ဒါကလည်းတင်းရနာကယင်းမျိုးနမှုကိုကာကွယ်ခြင်းနဲ့ဖြစ်ပါတယ်။ဘာစီလိုနာတင်းနီးပြဟန်စီပလီရဲ့ဝေဖန်မှုပေါ်စပိန်လာပြည်စင်တင်းနီးပြဒေလာဖွန်တီကလည်းလုံးဝချုပ်မပြပြပြန်လဲထုတ်ပြန်ခဲ့ပါတယ်။ဒေလာဖွန်တီကဟန်စီပလီရဲ့အမြင်ကိုလည်းစိတ်ငွေစားဖို့လို့ခက်ပြက်ပြက်ပြောဆိုခဲ့ပါတယ်။ နိုင်ငံတင်းကြီးမြက်ကအတင်းကိုအမြဲတမ်းနိုင်ပွဲရဖို့သာဦးစားပေးပြီးကလန်နီပြားကတော့ဇာမရီရဲ့ရေရှည်ချမ်းမရေးကိုဦးစားပေးတဲ့အတွက်ဒီလိုမျိုးကြားကဒီလိုမျိုးသဘောထားစစ်ပွဲကမကြာခဏဆူဆူလို့ပေါ်ပေါ်လို့ရှိတဲ့အားပြန်မျိုးတစ်ခုရဲ့တက်တည်ပဲဖြစ်ပါတယ်ဒီလိုမျိုးညှဉ်းပန်းမှုတွေကြားကပဲကစားမကွက်ရင်ကတော့ပရိသတ်တွေကိုဝမ်းသာစရာသတင်းပေးဖို့ခဲ့ပါတယ်ဒါမှမဟုတ်အမေရိကသူ့ရဲ့ Instagram စာမျက်နှာမှာဟေးငါပြန်လာပြီဆိုတဲ့ရုပ်ရှင်ပြီးဆဲလို့ရှားဝဲရကောင်းတဲ့စာသားရေးသားကသူ့ပြန်လဲကစားနိုင်တော့မှဖြစ်ကြောင်းကိုတရားဝင်အတည်ပြုခဲ့ပါတယ်ဒါမှမဟုတ်ပြန်လာမှုကဘာစီလိုနာအသင်းအတွက်အချိန်ကြီးဖြစ်ပြီးအလွန်ရေးပါပါတယ်အသစ်ပြင်ရီယယ်ဆိုစီတက်လို့ခက်ခဲတဲ့ပြိုင်ပွဲနဲ့ရှင်ပြိုင်ရဲမဲ့ဘွဲစင်မှာသူ့ရဲ့တကောတော့ဖန်တီးနိုင်ဆောင်ကအသင်းအတွက်ရေးပါလာမှာလည်းဖြစ်ပါတယ် ဘာစီလိုနာတင်းရဲ့ပရိသတ်တွေနေနဲ့သူပြန်လဲကစားနိုင်တော့မဲ့ပေါ့ဝမ်တာနေကြပါမယ်အရင်ကလိုပေါက်ကွဲရကောင်းတဲ့ခြေစွမ်းကိုချက်ချင်းပြန်ရနိုင်မလားခရယာဟောင်းကိုဂရုစိုက်ပြီးဖလီရဲ့နီစတင်းနဲ့တူဘလောက်ထိတင်းကြီးစွာကစားပြနိုင်မလဲဆိုတာကတော့ကြိုးစောက်ကြည့်ရမှာလည်းဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကတော့အမားကိုချက်ပြတ်ပြီး